ညခုံ꿰ွားတာသူလောက်လို့꿰ွားတာမို့ကျွန်တော်ထိုးတာကျွန်ရင်းနဲ့သူအဝင်နဲ့သူခေါင်းနဲ့ကျွန်တော်ဆောင်းပြီးမတော့နေရာဆောင်းမိတာကျွန်တော်မျက်ခုံနဲ့သူခေါင်းနဲ့ဆောင်းပြီးမတော့ကျွန်တော်꿰ွားတယ်ဟုတ်ကျွန်တော်ထင်တယ်ဖူးတာပဲ꿰တာမဟုတ်သွေးကြတာလည်းကျွန်တော်မမြင်ပြီးမှတွေးတယ်ဘယ်ရလာကျွန်တော်ထင်တယ်သူ꿰တာတယ်ကျွန်တော်ခေါ်သွားမှကျွန်တော်ကြောက်အောင်လဲအဲ့ဒါဆေးဆဲတော့ကျွန်တော်ကပြောတယ်ရတယ်ရအေးရကျွန်တော်လည်းထိုးထိုးတော့ထိုးမှာကျွန်တော်꿰မဲကျွန်တော်မတိတ်တယ် ကင်းကြီးဖားလုံးနိုင်ငံဒီရာဇုံနေနေပေါ့နော်နိုင်ငံရောက်တော့ဘယ်လိုလေးခံစားရလဲကျွန်တော်ဒီဝမ်းမှလည်းတော်တော်ကြပျောက်ပျောက်နေခဲ့တော့ဒီနောက်ပွဲရှုံးရင်ကျွန်တော်ဝမ်းကဒီပွဲမရတာတော်တော်ကြခဲ့တော့အဲ့တော့လည်းကျွန်တော်ဒီပွဲမှပွဲပြင်ရတဲ့အတွက်ဝမ်းကဒီပွဲပြင်ပေးတဲ့အတွက်အောင်ကောင်းဆုံးစူးစမ်းတော့ဒီရှုံးရတယ်အရင်ကြောက်တယ်။မကွဲသွားတော့များတယ်ထင်တယ် ကျွန်တော်ကွဲလာတော့ကျွန်တော်မတိတ်များတယ်ထင်တော့ဒါကပွဲရလို့ပါတယ်အဲကျွန်တော်ကိုကရတယ်ရတယ်ကျွန်တော်လည်းမတိတ်ကျွန်တော်လည်းကြောက်သွားတော့အချက်လည်းဘာဖြစ်တော့ကျွန်တော်ကိုကပြောရရဆိုကျွန်တော်လည်းခေါင်းငိမ့်အဲ့မှာရှုံးမှကြောက်တဲ့စိတ်နဲ့ကျွန်တော်ပြန်ရင်းလိုက်လောရင်းထိုးလာတော့အဲရှေ့ဘွဲနဲ့အခုဘွဲနဲ့6လလောက်กว่าတယ်ပေါ့နော်6လလောက်กว่าတော့ဒီညီရမြန်မာပြည်အင်တာဗျူးလေးမှာတော့လည်းဒီရမဒန်ဥပုပ်ကာလပြင်တော့ညီပွဲလာမယ်ဆိုပြီးတော့ကိုတို့ပြောခဲ့တာပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာ ပထမဆုံးကြီးရဲ့ design ကိုကိုစပြီးတတိထားမိတာက MFC ပွဲမှာပေါ့နော် MFC ပွဲမှာဆိုတော့ပထမဆုံး MFC ပွဲမှာအဲ့လိုထွက်လာတယ်ဆိုပြီးတော့တတိထားမိတယ် MFC ပွဲထွက်လာတဲ့အနေထားကနေဝမ်းကဘယ်လိုလုပ်ကြီးစီကိုပွဲကန်းလန်းလာလဲအဲ့ဒီအကြောင်းလေးကလကနောက်ွယ်အကြောင်းလေးနည်းနည်းပြောကြည့်ပါဦး MSC ဘွဲရဒီပထမသူတို့ရွှေ့လာတာကျွန်တော်ရယ်ကျွန်တော်ကိုထုံးမင်းနိုင်ရယ်ဟိုသူတို့ကျွန်တော်ညီကိုတွေပွဲတဲ့လာတော့အဲပွဲမှာတဲ့လာတော့29ရက်နေ့အဲ့ဒါကိုဒီဒီနိုင်ကျွန်တော်တို့ နိုင်ငံကျွန်တော်တို့မြန်မာပြည်မှာဒီငလင်ဘေးတွေပါဖြစ်သွားတဲ့ပုံမှာအဲ့လိုပွဲရရွှေလာတဲ့ပုံမှာအဲ့ဒီဝင်ရလဲကန်လဲလာနေငားရပဲကွာတော့အဲ့ဒါကျွန်တော်ကွာငားရကွာတော့ဒီဟိုပွဲကိုဖျက်ပြီးတော့ဒီပွဲကိုပဲအရင်စားလာဟုတ်ပွဲရလဲတာကတ်ပါတော့ပထမပွဲရတော့29နှစ်နေဆိုတော့ထိုးလို့ရတယ်တလာလောက်ကွာတယ်ဆိုတော့ဟိုကပွဲက9ရက်ပဲကွာဆိုတော့ဘလို့မှဆင်းမပြေဘူးအဲကြောင့်အဲ့ဒီပွဲကိုပြောက်သွားတော့အဲကျွန်တော်ကိုထွင်းနိုင်မထိုးပြပါလေဆိုတော့ဒီပွဲပြင်ဖို့ဘယ်လောက်အချိန်ရခဲ့လဲညီ ဒီပွဲကျွန်တော်ကျွန်တော်ကိုယ်နဲ့ဒီထွန်မင်းနိုင်သေးချာပြင်ပေးတယ်ကျွန်တော်တလားခွဲနလားတော့အချိန်ရအောင်ပြင်ပက်ကပြင်ပက်ကဒီမွေထိုင်းလောကမှာပွဲတွေဆက်လိုက်ထိုးနေပါတော့ညီကဒီပထမဝဲရှုံးပြီးတဲ့အနေထားမှာပေါ့နော်မြန်မာပြည်မှာတိတ်ပြီးပွဲမထိုးအောင်ပေါ့နော်အဲ့တော့ပွဲ rhythm ဘိုင်းရပြောမယ်ဆိုရင်ညီက rhythm မိတဲ့ဘိုင်းနဲတယ်ပေါ့နော်သူကဒီပွဲမှာပဲခဏခဏထိုးနေရဆိုတော့အဲ့ဒီပဲ PR တွေခန်းစားခဲ့ရလာသူနဲ့ပတ်သက်ပြီးအော်ကျွန်တော်အဓိကကျွန်တော်ဒီပြန်ပွဲကို ဒီပွဲထိုးကန်ဒီရက်လို့မတေးရအောင်နော်တရားပေါ်မှာတေချာတော့ကျွန်တော်ကိုယ်နဲ့ကျွန်တော်လည်းဒီဒုမနိုင်လို့တေချာကျွန်တော်တို့ပြင်ဆင်တော့ထိုးရမယ်လို့တော့မသိဘူးဒီပွဲတပတ်လို့မှထိုးရမယ်လို့ကတော့တေးရတယ်အဲ့ဒီအတွက်လည်းကျွန်တော်ကျွန်တော်ကိုယ်ကျွန်တော်တေချာအစားတဲ့သူကပြတာပေးတယ်ထိုင်းနေဆိုတာတော့တေးတော့သူကတေချာကျွန်တော်ပြတာပေးတယ်အဲ့ဒီကြောက်ကြောက်ကျွန်တော်ဘယ်မှဝင်မလို့အဲ့လိုအစီရောမထိုးခင်နဲ့မလောနဲ့မလောနဲ့အမြင်ပြောတော့ ပြန်ဘက်ကိုဘယ်လိုလေးလာခဲ့လဲညီကိုနှစ်ယောက်ပေါင်းပြီးတော့ပေါ့နော်ကိုကြီးထွန်းထွန်းမျိုးအကုန်လုံးသုံးအပိုင်းဘယ်လိုပုံစံမျိုးပြန်ဘက်ကိုလေးလာခဲ့သူကစားပုံဘယ်လိုလေးကြည့်ခဲ့ပြန်ဘက်ကဒီအရင်မှတော့သူခဏခဏထိုးပါဘူးသူလည်းတော်တော်မာတယ်ကစားတော့မှနောက်ပြီးသူကဒီအပြင်ဒီဝမ်းပွဲရဆလို့ဒီရှုံးပွဲမရှိသေးဘူးပေါ့သူလည်းအသက်18နှစ်ပဲရှိသေးတယ်ဒီကျွန်တော်ကြေးရတဲ့လောက်သူရှုံးပွဲမတွေ့ခဲ့ဘူးသူသူနိုင်ပွဲတက်တက်များတော့ဒီတပတ်ချန်ပီယံလည်းသူဖြစ်ခဲ့ဘူးလေပြန်ဘက်ကတော့ကောင်းတဲ့ကစားတော့မှ တကယ်ပညာလဲဆိုတော့ကောင်းတော့ကျွန်တော်ကဒီမှကျွန်တော်တပတ်လို့ကျွန်တော်ကိုကျွန်တော်ပြောတော့ဒီပြန်ဘက်ကရောင်ကောင်းတော့ကရောင်ကောင်းတော့ဟိုချီကန်ဟိုက်ကက်ပါကောင်းတယ်ဟိုအများကြီးကျွန်တော်နေဝေဖန်ပေးရတော့ဘလိုညီလေးဘလိုဆိုအလုံးအများကြီးရှင်းပွဲတော့ကညီကဟိုကဟိုအမြင့်ကန်ချက်နဲ့ရှင်းအောင်တာပေါ့နော်သူဒီပြန်ဘက်ကလည်းစလာကြတဲ့ညီကိုအမြင့်ကန်ချက်အရင်ဆုံးဥတီပေါ့ဘလော့ခ်တီဖီယာဝင်သွားတယ်အဲ့လိုခံထားရတာရှေ့ရဲ့တင်ကန်းသွားတယ် ပထမတင်ကန်းစားတော့ကျွန်တော်ဒီဂျောလေးမကစားလို့တေးချမစော်လို့ပဲကျွန်တော်ထိတ်တက်ထင်တာကျွန်တော်ဂျောလေးတေးချကျွန်တော်စော်ပြက်တယ်အဲကြောင့်ကျွန်တော်လက်လည်းတခြားတော့ကြာပါလိမ့်မယ်တခြားကြာပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ခံနိုင်တော့ဒါပေမဲ့ဒီနောက်ချက်ကျွန်တော်မကြရတော့ကြာလာထိတ်မစော်နောက်ပြီးကျွန်တော်ကမရှောင်တာလည်းပါတယ်ပါတယ်ကြောင့်ကျွန်တော်စိတ်ကိုဖိနေကျွန်တော်ကိုပြောပေါ့ပေါ့စော့ခန္ဓာကို ခြေတော့ထားထားပြီဆိုတော့မလေးအောင်အဲ့လိုအမြဲဆော့အဲ့ဒါကြောင့်တို့ဆော့ရဲ့ညခုံကွဲတော့ဘလိုပုံစံမျိုးကွဲသွားလဲကိုရတော့ကွန်းနဲ့နေတိတ်မမြန်လိုက်ဘူးဘလိုပုံစံမျိုးကွဲသွားလဲညခုံကွဲသွားတာသူလောက်လို့ကွဲသွားတာမို့ကျွန်တော်ထိုးတာကြုံရင်းနဲ့သူအဝင်နဲ့ သူ့ခေါင်းလည်းကျွန်တော်ဆောင်းပြီးမလားနေရာဆောင်းမိတာကျွန်တော်မျက်ခုံနဲ့သူ့ခေါင်းနဲ့ဆောင်းပြီးမလားကျွန်တော်꿰သွားတယ်ဟုတ်ကျွန်တော်ထင်တယ်ဖူးတာပဲ꿰တာမဟုတ်ဘူးတွေးကြတာလည်းကျွန်တော်မမြင်ပြီးမှတွေးတယ်ဘယ်ကလာကျွန်တော်ထင်တယ်သူ꿰တာတယ်ကျွန်တော်ခေါ်သွားမှကျွန်တော်ကြောက်အောင်လည်းအဲ့ဒါဆေးဆဲတော့ကျွန်တော်ကပြောတယ်ရတယ်ရအေးရကျွန်တော်လည်းထိုးထိုးတော့ထိုးမှာကျွန်တော်꿰မဲကျွန်တော်မတိတ်တယ်ရရရကျွန်တော်လည်းထိုးတယ်နဲ့ထိုးတော့ကျွန်တော်ကိုပြောတာတတိပွင့်ပါလေရှင်ပထမအချိန်နဲ့ဒုတိယအချိန်ကစားရမှာပေါ့နော်ကွာသွားတယ်ပေါ့တော်တော်ကြီးကွာတယ် ညီယိုကိုစင်မောင်းနေကြည်တာကိုထရမင်းကထရမန်ထရမန်နိုင်တဲ့ကိုထရမင်းညီယိုတခုတော့ပြောနေဗာလေးပြောပြီးတော့ပြောင်းလဲပြောင်းလုပ်ပြောတာကျွန်တော်ကဆင်အောင်မလဲမလောနဲ့မလောနဲ့ပေါ့ဒီပထမချီကအေးဆေးပဲထိုးနောက်ချီမှသူတို့ပြေယုံမှရောအဲ့လိုသူတို့ကတော့လောရင်ကုံသွားမှသူတို့ကြောက်တယ်လေအဲကြောင့်ကျွန်တော်မလောနဲ့မလောနဲ့အများအဲ့ဒါတော့ပြောတော့နောက်ချီမှအရင်ထိုးပေါ့โอเคအဲ့တော့နောက်နောက်ဆုံးတစ်ခုညီဒီနေ့လေပြည့်တက်တော်တော်များတယ်လာတာဟို ညနေကလေးပေါ့နော်အများကြီးလာကြတယ်ပေါ့နော်ဟိုအဲ့တော့တချို့ပြည်သက်တချို့ပေါ့နော်ကိုယ်နဲ့ဝင်ရပဲနဲ့ပြန်သွားတဲ့ပြည်သက်တွေရှိတယ်ကျွန်တော်မြန်မာပြည်သက်တွေပေါ့နော်ဟိုညို့အားပေးတဲ့လူရောစူပါရီချမ်ပြည်သက်တွေရောပေါ့နော်အဲ့တော့သူတို့ကိုယ်နဲ့ဟိုအမှန်ကန်ဝင်ရခြင်းပေမဲ့ဝင်ခွင့်မရတဲ့ပြည်သက်တွေအတွက်ပေါ့နော်ဟိုတရင်စကားလေးပေါ့နော်ညိအနေနဲ့ပေါ့နော်အဲ့အဲ့လေးတွေအတွက်ဒီကျွန်တော်တို့ကြတော့ဒီလက်မှတ်အဲ့လိုအဲ့လိုဒီတရားပဲရတဲ့ပုံမှန်အဲ့လို ဒီလူကလည်းတအားများတယ်ပေါ့မှာကျွန်တော်တို့ဘယ်လိုမှကျွန်တော်ကလည်းထွက်မရအောင်ဆိုတော့အဲ့ဒါကြောင့်ဒီပထမပွဲမှာစိတ်မကောင်းဖြစ်တော့စူပါရီချန်လည်းဒီသူကလည်းနိုင်အဲ့လိုစိတ်မကောင်းသူကလည်းရှောင်းရဲပေါ့မှာအဲ့လိုစိတ်မကောင်းဖြစ်တဲ့အတွက်ကိုကလည်းအဲ့လို confident များတော့နောက်ပြီးယုံတဲ့အထိယုံမှလာအပြင်မှလည်းအများကြီးပဲထဲမှလည်းကိုလာပြီးတော့ပြိတ္တအများကြီးပဲဆိုတော့ ဒီဘက်မှာငါရှုံးလို့မဖြစ်ဘူးအဲဒါကြောင့်နိုင်အောင်ထိုးမယ်ငါနိုင်မှငါပရိတ်အပြင်ကပရိတ်တိုက်လို့အောင်သူတို့စိတ်မကောင်းဖြစ်လာတော့ဘောဘလုံးဆိုကိုနိုင်နဲ့စိတ်နဲ့သူတို့မကြည့်ရရင်တော့ဝမ်တာပီလီဖြစ်မှာပဲဆိုမလို့အဲဒါကြောင့်ကျွန်တော်နိုင်အောင်ထိုးလာဟိုနိုင်အောင်ဆိုတော့လူထွက်တွေးမှာပေါ့ပြန်နေအောင် ဒီပွဲမှာပေါ့နော်ညီလေးကိုသတိထားမိတာအရင်ပွဲတုန်းကဆိုလို့ရှိရင်ညီလေးကဝင်ထိုးနေတဲ့အချိန်မှာပေါ့နော်အဲကိုကိုကြီးကော်နာကိုပြန်ကြည့်တယ်ပေါ့နော်ဒီပွဲမှာအဲ့လိုမျိုးတိတ်မတွေ့ရအောင်အဲ့တော့ဘယ်လိုမျိုးပြင်လိုက်တာလဲပေါ့နော်အကိုကြီးကဘယ်လိုပြောလိုက်ကျွန်တော်ကိုကျွန်တော်တေပြောမကြည့်နဲ့အောက်မကြည့်နဲ့မင်းတို့တင်ပေးပြီးအကုန်တင်ပေးပွားရမှာလားအဲ့မင်းအောက်ကြည့်ရမလို့အဲ့လိုငေါကိုစကားရဲကျွန်တော်လည်းမကြည့်ရတော့စင်ပေါ်မှာတွေ့တော့ပြီးတော့အကိုတိကျနေတာပေါ့နော်ညီလေးအရင်ပွဲတုန်းကဆိုလို့ရှိရင်ပွဲမထိုးခင်မှာ ီဝိတ်ရကိုတော်တော်ရုံးကန်ခဲ့ရတယ်ပေါ့နော်ဒီပွဲမှာရောအဲ့လိုမျိုးရုံးကန်ခဲ့ရလားဟိုဝိတ်ကလည်းဒီပွဲမှာနည်းနည်းလေးများတယ်လေ160ပေါင်းဆိုတော့အဲ့ဒါလေးရောပြောရပါဦးဝိတ်ရတော့ရင်ပွဲလာတော့မရုံးကန်ရဘူးဘာလို့ဆိုတော့ကျွန်တော်ဝိတ်လဲတော့ချခဲ့ရပြီဆိုတော့နောက်ပြီးကျွန်တော်ကိုယ်တွေလည်းကျွန်တော်တေချာဒီခါဆိုကျွန်တော်ကိုယ်ကျွန်တော်ဆိုတေချာသူပလန်နဲ့သူတငယ်ချင်းပလန်နဲ့ကျွန်တော်တေချာလောက်ပြီးတယ်တေချာပလန်နဲ့စာပေါ့တေချာတော့ကျွန်တော်ဒီခါတော့တိတ်ခက်ခဲမှုဖြစ်ခဲ့ရပါဘော ပြီးတော့တော့အကိုတတိထားမိတာပေါ့နော်အဲတီထားတာပေါ့နော်ညီလေးကဒီပွဲထိုးဖို့အတွက်ကိုဒီတိုင်ပတ်တီးရတာကအချိန်တစ်ပတ်လောက်ပဲရှိတယ်ပေါ့နော်အဲ့ဒီအချိန်အတွင်းမှာညီလေးဘယ်လိုတော့ပြင်ဆင်လိုက်လဲပေါ့နော်ဘာလို့လဲဆိုတော့ညီလေးရှေ့ပွဲတိမှာထိုးခဲ့တဲ့ပုံစံနဲ့အခုပွဲမှာထိုးခဲ့တဲ့ပုံစံကတော်တော်ကြီးကွာတယ်ဒီမျက်နှာအမူအရာပိုင်းမှာဆာဒီပွဲမှာယုံကြည်မှုပိုရှိနေတဲ့ပုံစံပိုပေါက်တယ်ပေါ့နော်အဲ့အားလေးပြောကြည့်ပါဦးဘယ်လိုမျိုးလေးပြင်ဆင်လိုက်လဲပေါ့နော်ဒီကတော့ဒီကျွန်တော်ကိုထရွန်မင်းနောက်ကျွန်တော်ဆူလိုင်မန်နောက်ကျွန်တော်တင်ပေးတဲ့ဒီဆီယာမောင် ဆီယမွန်တို့တွေတို့ကျွန်တော်တို့တေချာပြပြီးတော့ဆီယမွန်ဆိုလဲအောက်ချီဘလိုကန်တေချာကျွန်တော်တင်ပေးတယ်ကျွန်တော်ကိုဆိုလဲကျွန်တော်အချုပ်တင်ပေးတယ်အမကျွန်တော်ကိုဆိုလဲကျွန်တော်ဒီကတော့ကျွန်တော်ကိုထရိုမင်သူပတ်အမြင်ကန်ပေးတယ်တေချာနီးစနစ်ပိုင်းလဲသူအဓိကပြပြီးတော့ဟုတ်အဲ့တော့ကျွန်တော်ဒီပွဲမှာ confident ဖြည့်တော့